မြတ်စွာဘုရားကတခြင်းနာထောင်သလားတော့မြတ်စွာဘုရားကောင်းတာဆိုတာသိသလားအခုတည်းကြည့်တော့တခြင်းတန်နဲ့စောင်းတန်လိုက်ဖက်တယ်ဆိုတော့ဘုရားလောင်းကလည်းသူ့ဘွားတော့ကလူ့ဘွားတော့ကသူကလည်းမင်းသားပဲလေအဲ့တော့မြတ်စွာဘုရားဖြစ်လာတဲ့အခါကျတော့တချို့ကထင်ကောင်းထင်မယ်ဘုရားဆိုတာငူငူကြီးထိုင်နေမှာဒါမျိုးတွေနားထောင်မှာမဟုတ်ဘူးလို့ မဟုတ်ဘူးမြတ်စွာဘုရားမှာလည်းမျက်စိရှိတယ်မျက်စိရှိတော့အကောင်းဆုံးမြင်ရတယ်နားရှိတယ်နားရှိလို့ကောင်းတာဆိုတာကြားတယ်တမန်တုတွေလည်းပဲကုန်ကြတယ်ဘုရားကဘာရောဆိုလို့ရှိရင်တွေ့တာမှုတဏ္ဍာတော့မရှိဘူးတွေ့တာမှုမရှိဘူးဆိုလိုတာကတခြင်းပေါ်မှာတွေ့တာတော့မဟုတ်ဘူးဒီတခြင်းကောင်းတယ်ဆိုတာတော့သိတယ် လိုက်ဖက်တယ်ဆိုတာတော့သိတယ်အဲ့တော့ကောင်းတယ်ตายရတယ်ตายရတာကိုตายရတယ်လို့သိတာဟာဒါအပြစ်မဟုတ်ဘူးသူကเนาะကောင်းတာဟုတ်ကောင်းတယ်လို့သိတယ်ဟုတ်မလားစွန့်စားတဲ့ကမှာအော်ဒီဟင်းလေးကကောင်းတယ်ရတာရှိတယ်ဟိုဟာကကောင်းတယ်ဒါကောင်းတယ်ဒါသိရမှာပဲလေအဲ့ဒါမသိဘူးဆိုလို့ရှိရင်ရှားဒုက္ခရောက်နေမှာပေါ့တဘာဝအတိကတော့ရှိကိုရှိမြတ်စွာဘုရားမှလည်းရှိတယ်သို့တော့ အဲ့ဒီပုံမှာတွေ့တာတတ်မဲ့တဲ့တဏှာတော့မရှိဘူး appreciate လို့ခေါ်တာပေါ့အင်္ဂလိပ်လိုအတိမတ်ပြုတ်မျက်စောပြမျက်စိရှိတော့မြင်ကောင်းရင်ကောင်းတဲ့သိတယ်ဆိုရင်ဆိုတယ်သိအလို့ဆိုရင်အကောင်းဆုံးမသိဘူးလို့ဖြစ်သွားမှာပေါ့အသုတ်တန်တစ်ခုရှိတယ်မျက်စောပြမျက်စိရှိတယ်အကောင်းဆုံးသိတယ်မြင်တယ်အကောင်းဆုံးသိတယ်ဒါပေမဲ့လို့တမန်ပုဂ္ဂိုလ်တွေလို့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူး မသိတာမဟုတ်တချို့ကအဲ့ဒါနဲ့ပတ်သက်ပြီးပြဿနာဖုဒ္ဓဇင်အင်ဘျူတီ ဆိုပြီးတော့စာအုပ်တွေရေးတာတွေရှိတယ်မြတ်စွာဘုရားအိသဒုက္ခအနတ္တအတုပဆိုတဲ့ကမ္မထာတွေကို ဟောတာတွေကိုကြည့်ပြီးတော့အလှပမခံစားတတ်ဘူးလို့တချို့ကလည်းထင်တယ်ရှမ်းနာပုဂ္ဂိုလ်တွေကအလှပကိုမသိတော့ဘူးလို့ထင်တယ်အဲ့ဒါမဟုတ်ဘူးရှမ်းနာပုဂ္ဂိုလ်တွေလည်းအလှပသိတယ် တွေ့တံဖုံးတာမရှိတာလှတာလှတာလို့သိတယ်။နော်ကောင်းရင်ကောင်းတယ်လို့သိတယ်။သို့တော့တွေ့တာမှုမရှိဘူး။အဲ့တော့အဲ့ဒါကိုခွဲဖို့လိုတယ်။ကွဲကွဲပြပြနားလဲဖို့လိုတယ်။တို့ဘုဆိုရင်ယ ahanan ဖြစ်ရင်ဘာမှမသိတော့တဲ့အဆင်ဖြစ်သွားမှာပေါ့။ဟောဟင်းချက်တာလို့ကောင်းကောင်းလို့ကောင်းမှမသိဘူး။ဘယ်ဟင်းကကောင်းတယ်နော်။ကိုရီးယားတစ်ပင်ကကောင်းတယ်ဟိုဟာကောင်းတယ်ဟိုအချက်ကကောင်းတယ်ဆိုဘယ်လိုလုပ်သိတော့ ဟုတ်ကောင်းတာလည်းကောင်းတာလို့သိတာအပြစ်မဟုတ်ဘူးအဲ့ဒါအဲကောင်းတာဟုတ်ကောင်းတယ်လို့မသိဘူးဆိုလို့ရှိရင် तू ကဘယ်ဟုတ်တော့မလို့နော်အသိဉာဏ်တုံးသွားတဲ့ပုံကိုမျိုးဖြစ်တော့မှာပေါ့မဟုတ်ဘူးဖရာယန္တာဆိုတာကောင်းတာဟုတ်ကောင်းတယ်လို့သိတယ် appreciate လုပ်တယ်ဒါကြောင့်မို့တရားမင်းကိုတရားဟောရင်မို့ပစ္စသတိကနတ္တာကိုမြတ်စွာဘုရားပြောတာ မင်းတချင်းတန်နဲ့စောင်းတန်ညီညွတ်ပါပေတယ်လိုက်ဖက်တယ်ညီညွတ်တယ်စောင်းတန်ကလည်းတချင်းတန်ကိုကြုံသွားဘူးတချင်းတန်ကလည်းစောင်းတန်ကိုကြုံသွားဘူးနှစ်ခုစလုံးဟာအဗ္ဗဓမ္မဟိုစိကైဝါကైဖြစ်တယ်လို့ပြောတာဒါတချင်းကိုနားလဲလို့ပြောတဲ့သဘောပဲစိတ်ခံစားတယ်ပြောတာအဲ့တော့စိတ်ခံစားတဲ့ဆိုတာကောင်းရင်ကောင်းတယ်လို့သိတဲ့ဝေဒနာဟာအပြစ်မဟုတ်ဘူးနော် ဘာလို့ရုံဆိုလို့ရှိရင်ပရိစ္ဆေသဘောပတ်နဲ့ကြည့်လိုက်နာမရူပပစ္စယသလာရဏယုတ်ဒီနန်းရှိလို့ရှိရင်မျက်စိနာနာလယကာယမနဆိုတဲ့ဒွါရ6ပါးရှိတယ်အဲ့ဒီမှာအာယုံကလဆက်တဲ့လို့ရှိရင်သလာရဏပစ္စယဖတ်တော့ဖတ်တာဖြစ်တယ်ဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှု၃မျိုးဖြစ်တယ်အဲ့ဒါတွေကပယ်ရမယ့်တရားတွေမဟုတ်သိယုံသိရမယ့်တရားတွေဘုသူတဏ္ဍာမပဲဖြစ်ဖြစ်တယ် အဲ့တော့မဖြစ်ရမဲ့နေရာပါတော့ဆိုဝေဒနာပစ္စယတဏ္ဏအဲ့ဒီကျမှသာမဖြစ်ရတဏ္ဏကျမှသာအပြစ်ရှေ့ဘက်ကဟာတွေအပြစ်မဟုတ်ဘူးဒါတွေကအကျိုးတရားတွေကြီးပဲကံကြောင့်ပေါ်လာတဲ့အကျိုးတရားတွေနော်အဲ့ဒါကြောင့်ကမ္မထာရှုတဲ့အခါမှာဝေဒနာနုပတနာဆိုဝေဒနာကိုရှုခိုင်းတာဝေဒနာကနေပြီးတော့တဏ္ဏဖြစ်မှဆိုလို့ရှုခိုင်းတာဝေဒနာပစ္စယတဏ္ဏမဖြစ်အောင်ရှုတာအဲ့တော့ချမ်းသာရင်ချမ်းသာတယ်လို့သိရမယ် ဒုက္ခဝေဒနာဆိုဒုက္ခဝေဒနာသိရမယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာလို့သိရမယ်အမှန်ကန်သိတာပညာရဲ့အရာသာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကဒီအာယုံ၅ပါးနဲ့ပတ်သက်ပြီးတော့ကောင်းရင်ကောင်းတယ်လို့သိတယ်။သားရရင်သားရတယ်လို့သိတယ်။မကောင်းရင်မကောင်းဘူးလို့သိတယ်။မသားရရင်မသားရဘူးလို့သိတယ်။သို့တော့အဲ့ဒီပုံမှာတဏှာဖြစ်ခြင်းဒေါသဖြစ်ခြင်းမရှိဘူး။အဲ့လိုဆိုလို့